တကြံကာလအတွက်ရန်ကုန်ပြည်သူစေယုံကြီးမှာဝန်တန်းအင်အားနှစ်ဆတိုးမြင့်သွားမှာဖြစ်တယ်လို့ဒုတိယစေယုံအုပ်ကြီးဒေါက်တာမြင့်မြင့်အေးကပြောပါတယ်။ဓာတ်မှန်ဌာနဓာတ်ခွဲဌာနအရေးပေါ်ဌာနအယူထုခုခွဲစိတ်ဆောင်ဖြားနာဆောင်အဲ့ဒီဌာနတွေကိုချုပ်တင်ပြီးတကြံတွင်းကာလအတွက်တာဝန်ချပေးဖို့စီစဉ်ထားပါတယ်။ရန်ကုန်စေယုံကြီးကလူနာတင်ရင်တွေကိုလည်းတခြားသောဌာနတွေကိုလူနာလွှဲပြောင်းကုသပေးရာမှာအဓိကအသုံးပြုသွားမှာလည်းဖြစ်ပါတယ်။ ဲ့မှာတာဝန်ချထားတဲ့လူဒီအနေနဲ့ကတော့ဟိုပုံမှန်ဆိုရင်တော့ EM မှာဆိုလို့ရှိရင်ဘယ်နှယောက်ရှိလဲဆိုဆရာဝန်ကတင်းပြီတာခေါင်းဆောင်ပေါ့နော်အဲ့ဒါတယောက်နဲ့ ဟိုဟာရိုးရိုးဆရာဝန်ចောင်းទူပါဝင်ចောင်းទူចောင်းသားအပါဝင်16ယောက်17ယောက်လောက်ရှိတယ်အ ਨੇ ဆုံး day or night ရောပေါ့ day ကတတသူတို့ကတော့24နာရီဆင်ကြတာများတယ်တချို့ကလည်း day နဲ့ night နဲ့6ယောက်ကျော်16ယောက်လောက်ရှိတယ် AM မှာနောက်ခွဲစိတ်မှာဆိုရင်လည်းအမားတို့က17ယောက်လောက်ရှိတယ်အဲ့ရေးပေါ်မှာတင်ဟိုဒူနာဆောင်နေမပါဘူးပေါ့အောက်ထပ်မှာနောက်တမားတော့ဆိုရင်8ယောက်ရှိတယ်ဆရာဝန် ESC ရောဟောက်ဆန်းကျင်းတွေရောနောက်တကြံကြရင်အမားတို့ကအဲ့ဒါနှစ်ဆနှစ်ဆတိုးသွားတာပေါ့နော်ပြီးတော့အယိုးစင်းအယိုးဆိုရင်လည်း ဆယ်ယောက်လောက်ရှိတယ်ပေါ့ဒီရောဒီပေါ့ night တစ်ခါဆယ်ယောက်ဒီဆယ်ယောက်ပေါ့နော်အဲ့လိုပါမျိုးလေးရှိတယ်အဲ့အတွက်အမားတို့ကအဲ့ဒီ တာဝန်တွေအတွက်နှစ်ဆလောက်ပို့ချထားတယ်ပေါ့နော်အဲ့ဒါအပြင်လူနာဆောင်မှာလည်းအရေးအကြောင်းရင်းဆိုရင်အဲ့လူနာဆောင်ကလူတွေကအရေးပေါ်မှာဆင်းကူရတာပေါ့လူနာဆောင်မှာလည်းတတ်တတ်အယိုးဆောင်ဆိုအယိုးဆောင်တတ်တတ်ရှိတယ်ခွဲစိတ်ဆောင်ဆိုခွဲစိတ်ဆောင်မှာအဲ့မှာလည်းဆရာဝန်အကြီးရှိတယ်ဆရာဝန်လက်ထောက်ဆရာဝန်အငယ်ရှိတယ်လုတ်တင်ဆောင်ဝင်ရှိမယ်အဲ့ဒီလူတွေကလည်းတကယ်လို့အောက်မှာများအဲ့လိုဒက်ဆာလိုမျိုးအများကြီးကားမောက်တာတို့မတို့ဖြစ်လာလို့ရှိရင်အောက်အပေါ်ကလူကလည်းအောက်ဆင်းကူတယ်ပေါ့နော်အဲ့ဒါလိုမျိုးတော့ရှိတယ်အမှားတော့ ပကြံတွင်းစက်ယုံကြီးကိုရောက်တဲ့လူနာတွေထဲမှာရင်တိုက်မှုကြောင့်ရောက်လာတဲ့လူနာတွေကအများဆုံးဖြစ်ပါတယ်ခတ်ရန်ဖြစ်ပွားပြီးရောက်လာတဲ့လူနာတွေနဲ့ပြုတ်ကျချော်လဲလို့ရောက်လာတဲ့သူတွေလည်းရှိပါတယ်ပြီးခဲ့တဲ့2016ခုနှစ်ကပကြံတွင်းမှာရင်မတော်တဆလူနာပေါင်း340ကျော်ရှိခဲ့ပြီးခတ်ရန်ဖြစ်ပွားမှုကြောင့်ရောက်ရှိလာတဲ့လူနာစုစုပေါင်း180ကျော်ရှိပါတယ်